ဆက်ပြောတော့မင်းတို့ဘုလိုချိန်ယူတရားထုတ်တယ်လို့သတိထားလိုက်တဲ့အခါခန္ဓာရဲ့သဘောဝဘဝပေါက်ကြဖြစ်နေတယ် 看他妈旁边那是我的主院都麻烦了。那叫那是累些，我见着我就累了，多 <noise> 呀。他兄弟一边边样说：“哎 <music>，那亲爱的，亲 <music> <music> 我炒股并个了解，那我也跟我家的？别么的啊，好比那是我朋别别是我等你。 ဓာတ်မျိုးရည်လေလေသဘောပေါက်ပြီးမှတမျိုးရှိမိမိစိတ်ပြင်းမဲ့မသွားဘဲနဲ့တတိရှိလို့တော့ခန္ဓာရဲ့သဘောဝတရားမတွေ့မရှိတော့မိမိတို့အခု ရမြတ်စွာဘုရားပြိပ္ပံပါဠိတော်ရညွှန်နေတဲ့အတိုင်းနားထောင်ပါခန္ဓာရဲ့သဘောတရားလောက်ရှားရှိရှာမငြင်းမသက်တဲ့သဘောတရားဟာဒီခန္ဓာဒီဆောင်ထားတဲ့ပြင်းရမှန်များ ဥပ္ပေခါကလေ့လာကြည့်တော့ဒီခန္ဓာစတဲ့တိဆောက်ကလေးကခိုင်နဲ့နည်းတဲ့သဘောတရားမပေါ့ဘူးအဲ့ဒီခန္ဓာပြန်ပြီးဆောက်ပေးတဲ့အပြင်ဘက်ကသဘောတရားတွေကတော့ကာမစိတ်တို့ ဟာရဓာရီလက်ယာယီလေကာမသမှုတရားကာထောက်ပေါင်းပေးလိုက်ရင်ရူပသမှုတရားကာမစားကိုဖြစ်ကမ္မနိရောဓပဲဒီကံယူပြီးလိုက်ရင်ဥပနိရောဓကောင်းစားကိုချုပ်သွား ဲ့တော့သူကအဲ့ဒီကဘေးဆိုလဲထောက်ပါတဲ့ကိစ္စမျိုးအမြဲတမ်းအခိုင်မထောက်ပါလို့မဟုတ်ဘူးတတိခဏအကြောင်းပြေတရားဘုလူနေလာတော့သူ့ဘိုးရဲ့ယူနေ မြတ်စွာဘုရားခန္ဓာတိဆောက်ထားတဲ့သဘောတရားတွေမှာရုပ်ပရမန်နဲ့ပတ်သက်လို့ဟောပြမှုလို့ဖြစ်တယ်ဖြစ်တဲ့ဟောပြမှုလို့ပြတ်ခံစားမှုလို့ဖြစ်တယ်ဖြစ်တဲ့ခံစားမှုလို့ပြတ်တယ် မှတ်တဲ့သဘောတရားကြီးဖြစ်တယ်မှတ်တဲ့သဘောတရားကြီးဖြစ်တယ်ပြုပြင်းတဲ့သဘောတရားကြီးဖြစ်တယ်ပြုပြင်းတဲ့သဘောတရားကြီးဖြစ်တယ်သိတတ်တဲ့သဘောတရားကြီးဖြစ်တယ်သိတတ်တဲ့သဘောတရားကြီးဖြစ်တယ်ငါမျိုးခန္ဓာဖြစ်အောင်တိဆောက်တဲ့တရားတရားငါမျိုး တခုမှခိုင်မာတဲ့သဘောမရှိဘူး။ဘာဖြစ်ပြမိမိတို့လည်းငင်းပစ္စုပ္ပန်မျက်မှောက်ခန္ဓာမှာတော့တေရောရောတရှိရင်တသုံးလို့တဖြုတ်ဖြုတ်နဲ့ပြောင်းလဲတဲ့ပြည့်စည်တဲ့လို့ မြန်သေးရှာလေ့လာသေးရှာသိနေတဲ့ကိစ္စမင်းတို့ခန္ဓာကိုကြက်ကြက်လေ့လာတော့ခန္ဓာရဲ့သဘောတရားမှန်လို့အကြာလေးသင်ရှားလေး ကြားလေအမှားကောင်းကိုသဘောပေါက်လို့ဖြစ်တယ်မိမိတို့ဒီခန္ဓာနဲ့စလို့တော့ခန္ဓာအမှားနဲ့လုံးဝဆန့်ကျင်တယ်မှားရုံနဲ့ဆိုရည်ဖြစ်တယ် माया जी वाले वे ये गंगा साहब जो मारा आलम पियोला का डूगा खाना था तो मुड़ियों हो नहीं पंद्रह से से निम्न गुण पठी 别的苦没有，我的吧。这忙了，经历那么多，你说这忙忙的住不？ 明明也是马云的所有，并问下来钱。我还有没变能力的家伙，看那也是娃娃嘛呢？我都看那我没所有钱呢，我都所有钱的，如果放里面。 အဲ့ဒါလိုသိတဲ့ပုဂ္ဂိုလ်ဟာအခုဘုရားမိမိရဲ့မပြင်းတိုင်သေးသည်တဲ့အောင်ဒီပြတ်တာလောတွန်းတော်တွင်းမှာပဲနောက်တော့ခန့်နေဘူးအနာဂတ်ပစ္စယဝိသတိပြင်နိုင်တဲ့အခွင့်အရေးရပါတော့ရယ်နောက်ဆိုတဲ့ကိစ္စသေချာတဲ့ကိစ္စမဟုတ်ဘူး အောင်မင်းပြီးတော့မှားရင်းပါလာလို့ကုသိရင်ကုပြင်လိုက်တာအကောင်းဆုံးမှားရင်းကိုမြတ်စွာဘုရားထောက်ပြလိုက်တာကအာလူတောင်းဝါပုထုဇလို့မိမိခန္ဓာရဲ့သဘာဝတရားကို သာလို့ကြားနာရဖို့လို့မကြမ်းမနာနိုင်တဲ့ပုဒ်တော်အရိယနာအဋ္ဌပါဝိခန္ဓာရဲ့မှန်သဘောတပ်ပြီးနားလည်ရှိတယ်အရိယပုဂ္ဂိုလ်များကိုလည်းပဲခုပင်ရဲ့စိတ်ကရှင်မရှိအရိယဓမ္မသောအကောဝိတော်

အောက်ကြမှုသောတရားသိမှုသောတရားဆိုရင်ယုတ်တရားနံတရားတို့ပါလေပဲမိစားမှုကြွန့်ကျင်မှုမရှိတဲ့ပုံအဲ့ဒီပုံကဟာခန္ဓာနဲ့စပ်လို့အမှန်တရားနဲ့စပ်လို့လုံးဝမသိတော့ရင်အပြင်ဘက်ကသူများပြောတဲ့အတိုင်းရူပံအောက်ပြန်တဲ့သဘောတရားကိုအတ္တတော်ပြင်းပကပြောတဲ့ငါသူလူနာမိဘောက်တဲ့ပုဂ္ဂိုလ်သတ္တဝါလို့သမုဒ္ဓပဒိဆိုရင် Erika Sakma. Erika Sakma, io stavo dicendo, ma c'è una cosa, lei mi ha uiva la cosa. Ma, 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 ne era la pegna di fare il suo errore. Se già uiva la cosa, arriva, ma, ုဂ္ဂိုလ်တ attva နဲ့ဆက်လို့သိတယ်ပြီတေတိဘူပါလာပါအဲဒီတော့အစောမှားနေဖြစ်ပြီးတော့62ဘောသောဒိဋ္ဌိ3ဘောသောဤတော်မိစ္ဆာဒိဋ္ဌိအားလုံးမာဝင်ချက်ဖွင့်ရကိုစုပြုံသွားတာခန္ဓာကိုယ်တစ်ချက်မှားတာလောကတစ်ခုလုံးရမှားဖို့လို့သွားတာ အဲ့တော့ဒီပြန်ဖျားအနာကမာယုကျည်ဖယ်ထားတော့မိမိကိုယ်တိုင်သိနိုင်တဲ့ခန္ဓာရဲ့အမှောက်ကြည့်ပါဒီခန္ဓာကိုမိမိအထင်ငါလို့ထင်တယ်ယောက်ျားလို့ထင်တယ်မိန်းမလို့ထင်တယ်ပုဂ္ဂိုလ်သတ္တဝါလို့ထင်တယ်ဒါကိုထင် ခန္ဓာကြီးမရမိမရပုဂ္ဂိုလ်သတ္တဝါလားဘာလဲဆိုတော့ခန္ဓာကိုပြန်စမ်းမာလို့သတိထားပြီးတော့ကြည့်တော့ခန္ဓာကသိတင်နာပြီးရုပ်ပတိအုံနေနာပြီးရုပ်ပတိစိက္ခာပြီးရုပ်ပတိပြီးဘာသာပြီးရုပ်ပတိတိတံမှုခိုင်မာမှု မရှိတဲ့ပြုံးလဲဖောက်ပြန်တဲ့ဘောတွေပဲလို့ခန္ဓာပြ မိမိအတီကြနဲ့ခိုင်မာတယ်တည်ငိမ့်တယ်မြဲတယ်ထင်တယ်သက်္ကာတိရှိနေရှိတာခန္ဓာစုရဲ့လက်တွေ့ကြကြလက္ခဏာဥပြတည်ကြမှုခိုင်မာမှုမရှိတဲ့အတွက်တရည်သက်သုံးသူနဲ့ပြတ်နေတယ်အခုပြတ်နေသေးတယ် သင်ညာနဲ့ကတ်ကြည့်ပြတ်တာတွေ့နေမယ်မင်းကြီးမသိဖုံးပြောင်းလဲဖုံးပြန်ကြအားလုံးလဲအတွင်းစူးစိုက်ပြီးကြည့်ပါတရှိကြီးကတုံတုံနဲ့ပြည့်နေဝင်းချင်းတို့ခိုင်မာတဲ့ခန္ဓာကိုမဟုတ်ဘူးတင်းမြဲတဲ့ခန္ဓာကိုမဟုတ်ဘူးခိုင်ကန်တဲ့ခန္ဓာကိုမဟုတ်ဘူး ခန္ဓာလက္ခဏာနဲ့တရားမိမိတို့ဟာခန္ဓာကိုကြည့်လို့ခန္ဓာနောက်တော့ဆက်လက်ပြီးတော့ယုံကြည်ချက်ရတော့သိချလက်ချက်ဖြစ်တော့ဆက်မကြည့်ဘဲနဲ့ကိုယ့်ရဲ့အစွမ်းမားတယ်မဟုတ်ပဲပြန်ပြီးငါလူပဲကြောက်ကြောက်ပုံကတော့ နေဒီဖြတ်သားတော်လည်းလွတ်သွားသွားတယ်ဒါဖျားမတတ်နိုင်တဲ့ကိစ္စဖြစ်သွားတယ်မယားငါဒီဇေတိယမဏိခေါ်ပါလေပင်ညပိယမဏိပြညပါလေပသပိယမဏိထားပါလေဝိပဇိယမဏိဝေဘံပေးပါလေဥဒ္ဒဏိကရိယမဏိပေါ်လွင်အောင် ပြုတ်ပြီးတော့ဟောပြပါလေရောကျသူနတ်သူနာတိမကြမ်းမနာနတ်ဆရာတိမလိမကျင်တသက်ထဖို့ကအဟံငါဒီကိန်းဒီလိုတော့ပါတတ်လို့ပန္ရာကျွတ်လို့လူတဲ့အတွက်ပန္ရာကျွတ်လို့ပြီးတဲ့မြတ်စွာဘုရားလမ်းကြည့်ချက်မနာမယူတော့ဘလို့မှမတတ်နိုင်ဘူးကွာ ခန္ဓာခန္ဓာမှာလက်တွေ့ကြကြကြည့်တော့လည်းပဲဟုတ်ဘူးမင်းမြင်တတ်တယ်ပြောင်းလဲဖောက်ပြန်ချက်တွေနဲ့စုပေါင်းထားတဲ့ခန္ဓာမိမိခြင်းလိုတည်တတ်ခိုင်မှမရှိပါဘူးလေပြရတော့မိမိကစိုးစိုးဆက်လို့ကြည့်ပါမှန်ပြီဆိုရင်ငါစိုးရည်လို့မှားတယ်အဲ့ဒီမှန်တဲ့ဥစ္စာငါ နေလာမှာနေကျင်မှာလိုက်နာအားထုတ်မှာပဲလို့ဒီလိုသတိပြရရှိသွားရင်ဒါမျိုးလေးကရှိတဲ့ပုဂ္ဂိုလ်မိမိခန္ဓာကြီးမိမိကိုအမှန်လမ်းကြောင်းပြပြပြီးတော့လေ့ကျင့်ဆွေးယူမှုမိမိကိစ္စမိမိတောင်း 雇就舅不老我去，前个忙难做，是了，我看那么记的，对了。十二月刚才不包，嘛，们雇我们老板那过就没有看他那么多年了，路，被门挤事，来呗。 လုံမယူအောင်ချမ်းချမ်းသာသာနဲ့ပဲပြအောင်လုပ်ပါကြာကြာခိုင်မှုကြောင့်ဖြစ်လာတဲ့ဒုက္ခဝိနာသတိနဲ့နေရာပြန်လိုက်ပါဝိနာပဲဝိနာပဲတော့မလုံနဲ့ဒါခက်ရောက်တာမဟုတ်နေရာပြင်းပြီးတော့ငွေရှုပ်နေတဲ့ပေါက်ပြန်မှုရှိတယ်ရှိရှိတဲ့အတိုင်း သိသွားတာဒါကောင်းဆုံးပဲဒီလိုသာသိကြမယ်ဆိုရင်တော့ခန္ဓာကိုယ်မှာအချိန်မရွေးမိမိတွေ့ဉာဏ်ဝရည်ကျက်စီတတ်တဲ့ဝိမုတ်တိပရိပါသနီယာဆိုတဲ့ရည်ကျက်တဲ့တရားကြီးအများကြီးရှိတယ် ခန္ဓာရဲ့သဘောဝမဟုတ်သိရင်သိရင်နဲ့အသိလေးချင်ကနေရပြီးတော့ဉာဏ်ရည်ချက်သွားဉာဏ်ရည်ချက်တဲ့အချိန်မှာသက္ကတာသာသိနေပါဉာဏ်သာတက်နေဉာဏ်တက်လေလဲဆင်းရဲမြင်ဤရသစ္စာသည် နေခြင်းနဲ့ဉာဏ်ခန္ဓာဘောအများပြသိတော့ဉာဏ်တက်တယ်ခေါ်တာဉာဏ်ရင့်တယ်ခေါ်တာရင့်နေညာခန္ဓာရဲ့သဘောဝတ္တရားအများကြီးကိုမြင်တော့တစ်ခုလုံးတစ်ခေါက်လုံးယူစရာရစရာပြောင်းပြင်းနေတဲ့သဘောတွေပဲလုံးဝခိုင်မာတဲ့သဘောမရှိဘူးအာဟုလို့မရတဲ့ သဘောတရားစုပါလားလို့သံဃာညာင်းနဲ့တွဲပြီးတော့သဘောပေါက်သွားရင်ဤတွင်သစ္စာသိသစ္စာပြီးတဲ့ညာဟာဒါကလေပရိပုရိသကိစ္စနဲ့ထိုးရင်းပြီးတာဟောဒီခန္ဓာဒုက္ခသစ္စာမြတ်စွာဘုရားဟောတာတစ်ချက်ကမှချမ်းသာမရှိတော့ပါလားသဘောပေါက်သွား ကေဝလမချမ်းသာမှုပဲသက်သက်သောဒုက္ခခန္ဓာမှာဆင်းရဲအဆုဘုသမှုရောဖြစ်ခြင်းဒီဟောဒီပိပရိစ္ဆေဒုပ္ပတ္တံရလေရကိစ္စပါဒီခန္ဓာပြီးတွင်ရဒုက္ခဒုက္ခခန္ဓာသာဆိုဆင်းရဲအဆုကိုပုံမယ်အမှန်တရားညှိုးစုံရင့်ကျက်တော့မြာတခါတဲ့ကုန်လုံးကိုလောပုံပါ

မိမိရရဟောပြန်ပြောင်းလဲပျက်စီးနေတဲ့သဘောပဲသဘောပေါက်ပြီးတော့သူ့လူဆိုင်လိုက်ရှုပါရှုစရာဘာမှတခြားတစ်ပါးမရှိဘူးခန္ဓာကိုယ်အရိယဖြစ်ပြီးတဲ့သူတော်ကောင်းများ ခန္ဓာရဲ့ဖြစ်ရမှာကိုမြင်တော့သိပြီးတော့ကောင်းတဲ့ညင်နေသဘောကျတယ်ပါထားတာအနိစ္စဝတ္တပြင်ခါတာတခါရကာစီဥရောအာရအကြောင်းတရားပြုပြင်းကြဖြစ်ပေါ်နေတဲ့ဒီခန္ဓာကြီးဖောက်ပြန်မှုလောသိမှုသဘောတရားဆိုရုံနာနှစ်ပါးပရမတ်တရားတို့ ဝတ္တစင်စစ်အနိစ္စဟောပြနေတဲ့သဘောလေးပြည့်နေသိတတ်တဲ့သဘောလေးပြည့်နေတဲ့အတွက်မမြဲတဲ့အနိစ္စတွေပဲဒါရီရှိဖြစ်ကြည့်ပြီးသဘောပေါက်သွားပြီးတဲ့ပုံပေါ်များခန္ဓာကိုယ်ကဲခိုက်တယ်နဲ့ခေါင်းကညှိနေနေဖြစ်တယ်ခါထားတယ်ဟောယုတ်ပြန်တဲ့ပရမတ္ထအမှန်တရားကိုဖွင့်စည်းရတဲ့ခန္ဓာတော့ တဲ့ကိုအောင်ပြန်လိုက်ပြလိုက်ပြလိုက်ပြလိုက်နဲ့ဒီကြခိုင်မမှုမရှိတဲ့အနေစာရင်လူကိုကြည်ကြည်နေသိသိနေတော့ရင်ဥပါဒဝေယဓမ္မနောဖြစ်လိုက် ပြလိုက် သူ့ထုံးသာပဲဒါအာမခိုင်မာတဲ့အကောင်သေး အနစ်သာသာမရှိဘူးဖြစ်လိုက်ပြစ်လိုက်နဲ့နေတာသူ့သဘောပဲဒါတော့အဲ့ဒါကိုဥပါဒဝေယဓမ္မတော့ဘလောင်းဘုဒ္ဓဝါဒီဆက်ကြည့်ကြည့်ဘယ်လိုဆက်ရှုရှုဩဝိဇိတော်ဖောက်ပြန်လက်တဲ့သဘောဖြစ်လာပြီးတော့နေလိုဆန်းချုပ်ပြသွားတာပဲ။ ဩဝိသိကသိတဲ့သဘောဒီဖြစ်လာပြီးတော့နိရောဓနဲ့ချုပ်ပြသွားတာပဲဘယ်လိုကြည့်ကြည့်ဒီထဲကမလွတ်တော့ဘူးကာမရူပအရူပဘုံသုံးပါးမှာဖြစ်တယ်အကျောင်းထောက်ကမကင်းတဲ့ဟုတ်ပြန်မှုသိမှုသဘောတရားစုယုံနာသဘောဒီသဘောတရားတွေကအကုန် ံသူ့ရဲ့လမ်းစဉ်တိုက်ပြက်နေရ။ဟောပြန်လိုက်ပြက်လိုက်ပြက်လိုက်ပြက်လိုက်နေဖြစ်နေကြ။အဲဖြစ်ပါတယ်ဆိုတော့ဖောက်ပြန်မှုတွေဖြစ်၊သိမှုတွေဖြစ်။ဖြစ်လာတယ်ပြက်လဲဖောက်ပြန်မှုတွေပြက်၊သိမှုတွေပြက်။သိစရာဒါပဲရှိ။ဒီသဘောတရားအဲမှာပဲဒီသဘောတရားကြီးရအမှန်တရားကြီးဒါပဲရှိ။ ဒီဘုံသုံးပါးဖြစ်ရှိတဲ့ယုံတယ်အားလုံးဒီလိုကြီးပဲဖြစ်နေတော့ရင်ခိုင်မာတဲ့ဒီမြဲတဲ့ဒီဓာတ်နဲ့သဘောတရားတွေဘယ်မှမရှိတော့သေတံဥပသမောတုခောသေတာတို့အကြောင်းထောက်ပေါ်နေဖြစ်တဲ့ယုတ်တရားနန်းတရားဖောက်ပြန်မသိဘူးသဘောတရားတို့ဥပသမောဘုံသုံးပါးထဲမှာတော့ဖြစ်လိုက်ပြစ်လိုက်နဲ့နေတော့မလွတ်ဘူးဘုံသုံးပါးလွတ်တဲ့ဒီတရားတွေငြင်းတယ် အနိဗ္ဗာန်ဒီသာလဲသူခေါ်ချမ်းလာတော့တာခန္ဓာကြောင်းမိမိဝင်ဝင်တယ်ဒီတော်တရားမလွန်ဆန်းနိုင်ပါလားလို့အရိယာဖြစ်ပြီးတဲ့ပုဂ္ဂိုလ်ကောင်းမြင့်ပြီးတော့ခန္ဓာကိုသဘောပေါက်နေကြတာ မျိုးတော်ရိယဖြစ်အောင်အားထုတ်နေတဲ့ပုဂ္ဂိုလ်မှာမျိုးဦးကိုလည်းပဲလမ်းညွှန်ပြသဖြစ်တယ်။ဇေဝဘရမရှိလူခန္ဓာလဘာဝတို့ဖောက်ပြန်တယ်လို့သိနေရင်ဘယ်နည်းနဲ့မှမပြတ်ဖွဲမရှိတဲ့အတွက်အနိစ္စဝတ္တသင်္ခါရပဲ။ပြတ်သွားပဲပြတ်တယ်လို့ပြတ်တာကိုသိအောင်လုပ်ပါ။တကယ်ကိုပြတ်တယ်လို့သိပါ ပြတ်တယ်လို့ရှိပါအပြက်ကိုမင်းမမမြင်ပဲနဲ့ပြက်တော်သဘောမပေါက်သေးပဲနဲ့ပြက်တယ်လို့မရှိပါနဲ့ညံ့မဖြစ်ဘူးအဲ့ဒီခန္ဓာပြက်တဲ့သဘောသာရှိတယ်ဒါပဲဥပ္ပါဒဝေယဓမ္မနောသဘောပြန်လိုက်ပြန်လိုက်သိလိုက်ပြန်လိုက်ဒါပဲရှိတယ် စက္ကစက္ကကြည့်ပြန်တော့လေဥပ္ပစိတ်ကနိရောဓသာပြီ။ဟောပြန်တဲ့ဘောဒီဖြစ်ပြီးတော့ချုပ်ပြသွားတာ။အနိစ္စနေတယ်ပါပဲတရား။မိမိခန္ဓာဖြစ်နေတဲ့သဘောဝတရားတွေဒီလမ်းတော့ဟာ ဟောအရိယဖြစ်သွားပြီတဲ့ပုဂ္ဂိုလ်ကြီးဒီခန္ဓာအရှိကိုဒီလိုသိပြီးတော့ဒီလမ်းကလုံမြောက်သွားတာပဲလို့လမ်းကြောင်းချက်ချပြီးသားကိုလည်းဒီလမ်းရောက်နေတော့ဒီလိုသိပြီးတော့ကြက်ကြရိယပြောင်းသိသွားရင်ဒီလမ်းသွားတော့ဒီရလို့လူတခြားလမ်းကိုမရှိဘူး အဲ့တော့ဒါဟုပဲကျင်းခေါ်မြတ်စွာဘုရားသခင်ကသိပြီးတော့အသိရင့်ကြအောင်တရားကျူသောအာထုပြောင်းဘူးဟိုဟိုဒီဒီရှားဟိုလွတ်ပြောင်းပြီးရှုရတာမျိုးလည်းမဟုတ်ဘူးအရှိရှိတဲ့တိုင် တော့ဝိပဿနာတရားအဲ့နဖြောက်ဆင်းတဲ့တရားပဲရှိတယ်ရှိတရားကိုမိမိတို့ကတရားသဖြင့်သိသွားတာလုတ်ပြန်ဖန်တီးပြီးသိရတဲ့ကိစ္စတရားမဟုတ်ဘူးသမဝတရားဆိုတာလုတ်ပြန်တဲ့ပုဂ္ဂိုလ်သတ္တဝါမိဘဝတရားပေါ့ပေါ့ အဲ့တော့ခန္ဓာသဘောဝဟူတာသဘောဝတရားရရှိတယ်မိမိတို့တရားသိရင်မှာငြင်းငြင်းတက်တဲ့ခုခန္ဓာသဘောတရားလေးကိုသိနေမှာဆိုရင်သိတတ်တဲ့စိတ်နဲ့ရှုတဲ့ဉာဏ်နဲ့တွဲပြီးတော့ခန္ဓာကိုလေ့လာသဘောပေါက်မှာဆိုရင် ဘယ်လိုရှုရခန္ဓာရဲ့စိတ်တဉ္ဇဉ်အတွင်းမှာအာဟုအာသလောက်တဲ့အသိဉာဏ်ဖြစ်သွား။ကိုယ်အသိဉာဏ်ဉာဏ်သက်တာခန္ဓာကိုအမှန်ဖြစ်ရကိုသိတဲ့ဥသာကိုယ်ကိုယ်တိုင်းသိပါတယ်။မဉိမ့်မသက်တာလည်းကိုယ်ကိုယ်တိုင်းသိတာ။အဲတော့အာထုတဲ့အလို့တူရင်တော့ဉာဏ်ဉာဏ်သက်တဲ့ခန္ဓာကိုမိအောင်သိအောင်ရှုနေဖို့လိုတယ်။အချိန်နဲ့တော့ ခရခဲစပြန်မှခံရှိရတာမဟုတ်ဘူးရှိတဲ့သဘောတရားကိုရှိတဲ့အတိုင်းတရားတစ်ပြည့်သိနေရတဲ့ကိစ္စပဲကာယအခြေပြီးတော့ဒီ